ပြောလိုက်ကြအောင်နော်ရှမ်းမြောင်ရှမ်းမြောင်အကြောင်းလေးရှမ်းမြောင်မှာဒီမုတ်ကုတ်တို့ပေါ့လေဗစ်ထုတယ်ဗျာဒီဒီနော်နောက်နန်းစံတို့ဟိုမိန်တို့ဒါဗစ်ထုတယ်ဘလောင်နေ90ကျော်လောက်တစ်တယ်လို့ကျွန်တော်ကြားသိရရှိတယ်နောက်ဒီမန်းတုံတို့ဘက်လည်းဗစ်ထုတယ်မုံမိန်ဘက်ကိုလည်းဗစ်ထုတယ်ဒီဟိုမိန်မှာဗစ်ထုတာကအဲ့ရပြောတာသူ့ ရေစကန်ကိုဒေးနာမှာကြသွားတဲ့ဥစ္စာမှာသူကဟိုပါဗျာအဲကလမဆိုတဲ့အဲ့အေရနာမယ်အဲ့အေရပိုင်ရှင်နေမှာပေါ့ဗျာကလမဆိုတဲ့အေပေါ့နော်အဲ့မျိုးသမီးအေမှာပလောင်နေအများကြီးပဲလေကန်းစက်လောက်ရှိတယ်ကော်တီကိုရှိတဲ့အချိန်မှာဒဲကြသွားတာတဲ့တတော်သေးလိုက်တာတဲ့အခုအဲ့ဒီပလောင်နေကအခုဘယ်ရောက်သွားလဲဆိုတော့တတော်တတော်ကဲမှုနဲ့နော်ဟိုစစီကန်းနဲ့ဥပဒေနဲ့သွားတဲ့အဖွဲ့အစည်းမဟုတ်ဘူးအာဒီနေ့ဆိုတော်တော်စိတ်မကောင်းဖြစ်ရတယ်တတော်ကိုစိတ်မကောင်းဖြစ်ရတယ်တတိယသတင်းလေးဆိုတော့ဟာပျော်ပွဲမှာ ဒါပြည်သူလူထုကလမ်းလေးပွင့်သွားလို့လမ်းအောင်ပွဲပွဲလေးလုပ်တော့ဦး PDF တွန်းရောက်ကတက်တက်နဲ့လာပြီးပြစ်သွားတာနော်ပြည်သူအပြစ်မဲ့ပြည်သူ၈ရောက်သေးတယ်၈ရောက်သေးသွားတယ်ပြစ်မဲ့ပြည်သူဘယ်တော့တနာဖို့ကောင်းတာလဲဒီကောင်းလေးလူစိတ်ကောရှိသေးလားမသိတော့နော်ဒါတွေကဘဘူးပဲဘလူးပဲဖြစ်ဖြစ် NGO ဇော်ဝေဆိုးတို့ဇေမောင်အောင်တို့ဒါတောင်းယူရမယ့်ကိစ္စတွေပေါ့နော်အဲဒါအခုလက်ရှိနေထားမှာတော့ဒီကောင်းလေးရဲဆက်ဆက်တက်ဖြတ်သွားပြီးသူအဲ့တော့ရေရှိမှာဒီအကြောင်းအရာတွေကို ပြည်သူတွေကတိလာကြပြီတော်တော်များများတိလာကြပြီပြည်သူတွေကတိလာပြီဒီ NGO ပထက်ဆိုတာဒီလူကောင်းတွေဆိုတာတိလာကြပြီတကူတို့များတွေပဲဗျာပြောမယ်ဆိုရင်ပြည်သူလူထုကိုရဲရဲဆက်ဆက်ဒီကောင်တွေလှုပ်ကြတာဒီအဖို့အုပ်ချုပ်တဲ့ NGO ဆိုတဲ့ကောင်ကလည်းကောင်တွေကလည်းရှင်းပြွေနိုင်ငံရေးဆာဖာတွေတော့လူထုကိုဂျင်းထက်ပြီးတော့ဒါနိုင်ငံရေးလှုပ်စားတာအဲ့ဒီမှာနိုင်ငံရေးဝန်ဆောင်မရှိတဲ့နော်လူငယ်လူရွယ်တွေတချို့ကောင်တွေစာရင်းကျောင်းတွေကောင်တွေပါမပေါ့ဘာမှနိုင်ငံရေးဝန်ဆောင်မရှိတဲ့ကောင်တွေကဟာနီးပိန်းနီးတုံးတွေဖြစ်ပြီးတော့ ကုန်လုံးသခိုးသမားတွေပဒက်တွေဖြစ်ကုန်အဲ့တော့ဘာဖြစ်လဲတိုင်းပြည်ပဲနာတာဗောပြည်သူတွေနာတာဗောနော်ဒါဒီနေ့တော်ပေါ်ဖြစ်စင်မှာခင်ဗျားတို့သတင်းတွေမှာကြည့်လိုက်ပါအပြစ်မဲ့ပြည်သူ၈ယောက်နော်အစုလိုက်ပြုံလိုက်တတ်တာတတ်တော့နော်၈ယောက်ပဲသိတာလမ်းလေးဖွင့်လို့လမ်းအောင်ပွဲလုပ်တာဗျာသူတို့ကိုဘာများထိခိုက်လို့လဲဘာတွေများပတ်သူတို့နဲ့ပတ်သက်နေလို့လဲဒီဒီသားကရွာသားတွေကိုတတ်ဖြတ်တာနော်အစုလိုက်ပြုံလိုက်တတ်တာ၈ယောက်သေးသွားတယ် နော်ဒါကဒါမျိုးဖြစ်စင်နေရမယူမတွက်နိုင်အောင်ကျွန်တော်တို့နိုင်ငံမှာဖြစ်ခဲ့ပြီပဲနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ထပ်ပြီးလူတွေတည်ယုံမှာပဲဒီကောင်တွေရှိသေးမြတ်ပြီးပြီးဒီအားပြီးတဲ့ကောင်တွေရှိသေးမြတ်ထပ်ပြီးလူတွေတည်ယုံမှာပဲကျွန်တော်ကြည့်နေတဲ့ခစ်တစ်တို့ဘာလို့ကျွန်တော်တခါကြရင်ကြည့်တယ်တခါကြရင်ဒီငစီတို့ဘာတောခုသွားတဲ့ဟိုကောင်တို့ထက်မြတ်တို့ကြည့်တယ်ဟိုနိုင်ငံရပြီဆိုဘာလို့ရှောက်အောင်နေရထက်မြတ်တို့ငစီတို့ဟာလို့ကောင်တွေအောက်မှာလေအဲ့ညီပိညီတုံးနေကုတိရှိတုံးနော်တက်ပြတ်တာတွေ နော်ဒီအကြမ်းဖက်တာတွေကိုအာဘေလုံးစော်ပြီးတော့အမမလေးလက်ခုတ်လောဝါတီဗီအသက်ပေးတဲ့ကောင်နဲ့ဗာနဲ့အဲ့လိုအဲ့လိုလူတွေကြောင့်ပဲကျွန်တော်တို့တိုင်းပြည်အသိဉာဏ်မရှိတဲ့လူတွေကြောင့်ကျွန်တော်တို့တိုင်းပြည်ဒီအခြေအနေဖြစ်တာပြည်လူတွေသိတာနော်ဒီအခြေအနေထိရောက်တာအခုချိန်ထိတွေ့ရသေးတယ်အဲ့လိုနေပိနေ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 တုံးနေကြောင့်ပဲဒါပန်ဆယ်လို့ခမရဒီထက်ဘက်ကချမ်းသာအောင်မှာအဲ့ဒီနေပိနေတုံးတွေကြောင့်ပန်ဆယ်လို့ဒီထက်ဘက်ကချမ်းသာအောင်ဒံငိလှုပ်စားတဲ့ကောင်ရှယ်လှုပ်စားလို့ကောင်တော့ကျွန်တော်နိုင်ငံ ဘာညဘာဖြစ်လို့လဲဆိုတော့ဒီအခြေပညာမဲ့လူဒန်းစားပေါ့နော်ဒီလိုလူဒန်းစားတွေကဒါတအားများပြီးတော့ဟိုအသိဉာဏ်နဲ့စင်ကျင်တုံးတာတုံးတရားမရှိတော့စိတ်ခံစားချက်နဲ့အမုန်းတရားနဲ့လောက်ကြတာဟာဟိုမြောက်ပြီးတဲ့ကောင်ကလေလိုင်းပေါ်ဟိုမြောက်ပြီးပောက်ကရသတင်းတွေချောင်းနေအီကန်ကြပြီးတော့ဟိုဟာဖြစ်ပြီးတော့နိုင်ငံကြီးဆိုအမုန်းတရားနဲ့လုံးလို့မရဘူးအမုန်းတရားနဲ့လုံးတဲ့ကောင်က မအခုဒီ lobby တွေဒီငစီတို့ဒါပန်ဆယ်လို့တို့ဘာလို့လုတ်ကင်နေလဲဆိုတာသူတို့စီးပွားရေးအတွက်သူတို့လုံနေရရှင်းရှင်းလေးခင်ဗျာစိတ်သက်မရှိလားဆိုတော့ညီပိညီတုံးစိတ်သက်တော့ရှိရင်ရှိမယ်အဓိကတော့သူတို့ဘောရက်တည်သူတို့စီးပွားရေးအတွက်သူတို့လုံနေတာနိုင်ငံတော်လည်းမဟုတ်ပြည်သူတော်လည်းမဟုတ်ဘူးဒီကောင်တွေပြောတဲ့အတိုင်းခင်ဗျာအမုံတရားနဲ့ခင်ဗျားတို့ဆက်လို့ဆက်ပြီးသေကြမှာပဲဘဒုရေသိမ်းလည်းပြည်သူတွေသိမ်းမှာပဲအဲ့တော့ပြောမယ်ဆိုရင်ဒီကောင်တွေက ကိုတိုင်းပြည်ကိုပြန်ဖြတ်စည်းနေတာဒီကောင်လေးကိုတိုင်းပြည်လို့ပြောအောင်လေဒီကောင်လေးကကုလောက်ဆိုဟိုမြန်မာပြည်မှာလည်းဘယ်တော့မှပြန်လာလို့ရမယ့်ကောင်လေးမဟုတ်ပါဘူးเนาะပန်ဆယ်လို့လို့ငစီလို့ထက်မြက်ဒီကောင်လေးဘယ်မှာမြန်မာပြည်ကိုဘယ်တော့မှပြန်လာလို့ရမယ့်ကောင်လေးမဟုတ်ဟာဒီကောင်လေးကဘာဖြစ်လာလဲဆိုတော့เนาะဟိုပြောမယ်ဆိုရင်နိုင်ငံရေး နိုင်ငံရေးဆိုတာဒီကောင်းလေးရှင်းပြောတာစိတ်ခံစားချက်နဲ့လုံးလို့မရဘူးစိတ်ခံစားချက်နဲ့ခင်ဗျဒီအမုံတရားနဲ့လုတ်ခဲ့လို့ခင်ဗျအန်လန်လီလို့အဖွဲစည်းဆောင်မှာခင်ဗျဟိုမှာလမ်းဘေးခွေးဘွားရောက်သွားတာခင်ဗျကိုမြင်တယ်မဟုတ်လားတောခုတ်သဘုံဖြစ်နေပြီနော်အဖွဲစည်းဗနေရာမှာရှိတယ်ထောင်ထဲမှာတဝက်ရှိတယ်နော်တောထဲမှာတောခုတ်တာတဘုံတဝက်ရှိမယ်နိုင်ငံခြားမှာတဝက်ရှိမယ်ဒီသုံးနေရာပဲရှိတယ်အဲ့တော့ဒီအဖွဲစည်းကသာဒီလိုထိတ်တိုက်တွေးဆိုရင်မူမရှိဘဲနဲ့နော်ဟိုပြောမယ်ဆိုရင်နော်စစ်ဘက် ဒီနေဘက်ဆက်ဆံရေးကိုကျွမ်းကျင်တဲ့နိုင်ငံရေးသမားတွေပါဝင်မယ်အပြုသဘောဆောင်တဲ့နိုင်ငံရေးသမားတွေပါဝင်မယ်ဆိုရင်အဒီစစ်ဘက်နေဘက်ဆက်ဆံရေးကိုကျွမ်းကျင်တယ်ဆိုရင် DNND ဆိုတဲ့ပါတီကခမမြန်မာပြည်ကိုနောက်ခမအစိုးရ3 40လောက်အုပ်ချုပ်လို့ရတယ်ခတ်တာကအခုကျွန်တော်တို့ပြောသလောက်အသိတရားရှိတဲ့နိုင်ငံရေးသမားကျွန်တော်တို့လောက်တော့အသိတရားရှိတဲ့နိုင်ငံရေးသမား NND မှာမရှိဘူးစိတ်ခံစားချက်ကိုဦးစားပေးမယ်ထိတ်တိုက်တွေးဆောင်မယ်အမုန်းတရားနဲ့အလုံးလုံးမယ်ဆိုတော့ ခမချမယ်ဆိုချလေချပါဘာဖြစ်လဲဟိုကလက်လက်စင်စင်ရှိတယ်တက်မလို့ပါလေချချတော့အခုလမ်းဘေးခွေးဘွားရောက်သွားခမမျက်စိအောင်ပါတယ်နော်ဒါကကျွန်တော်ပြောတာဒီအမုန်းတရားတွေနော်စိတ်ခံစားချက်တွေနိုင်ငံကြီးလုံးလို့မရဘူးဆိုတော့ပြောပြတာအခုလိုင်းပေါ်မှာကြည်လိုက်မယ်နေဟိုရှိပြောနီးပေးတွေနီးတုံးတွေအများကြီးဟာဒီအကြမ်းဖက်တပ်ဖြတ်မှုတွေအားပေးရအောင်လေအများကြီးတွေ့သေးတယ်ကျွန်တော်နိုင်ငံမှာလူတွေထက်သေးအောင်မှာနောက်တော့အများကြီးတွေ့အောင်မှာဘာဖြစ်လို့ဒီလား အဲ့လိုကောင်တွေအများကြီးရှိနေသေးတယ်အဲ့လိုလူတွေအများကြီးရှိသေးတယ်တချို့မြောက်ပင်းနေတဲ့ကောင်တွေခင်ဗျအုပ်ကြီးထင်မနေသူတို့ကခင်ဗျဆော့ဆော့ကျွန်တော်ပြောပြီးညီပိညီတုံးစိတ်ရှိရင်ရှိမယ်သူတို့ဘဝရက်တည်းရသူတို့စီးပွားရေးတည်းအနေနဲ့ဒီလုံငန်းကိုဆက်လုပ်နေတာပြည်တွင်းကကောင်တွေတောင်းကျန်တောင်းကျန်လေဒီကောင်တွေကဒါကိုလော်ပေးမယ်ဒီကောင်တွေရှင်းပြောလူမှုကွန်ရက်မှာဒီကောင်တွေပတ်ဆံရတယ်ဒီကောင်ဘဝရက်တည်းလို့ရတယ်ဒီလုပ်ကိုလုပ်နေတာအော်ဒါလည်းခင်ဗျားတို့နားလည်တဲ့ပုံမပေါ်ဘူးနော်အဲ့တော့လူတွေထက်သေးဦးမှာ အများကြီးသေအောင်ပါဘာဖြစ်လို့လဲအဲ့လိုလူတွေကြောက်ပြည်တွင်းစစ်ကြီးအနှစ်80အရှင်လိုလိုအပ်နောက်ထပ်အနှစ်100ပါကြာအောင်ပါအနှစ်100ထက်ကြာအောင်ပါဘာဖြစ်လို့ဆိုတော့အဲ့ဒီလိုအသိဉာဏ်မရှိတဲ့လူတွေနော်ကိုတိုင်းပြည်ကိုပြန်ဖြတ်စည်းမဲ့လူတွေဒီလိန်တိုင်းပေါ်လူတစုလောက်ပြောတဲ့ဟာတော့ကိုဒီစိတ်ခံစားချက်တဲ့အမုန်းတရားတွေပြောတာကိုမလို့လက်ခုပ်ဒီအားပေးနေတဲ့ကောင်တွေအများကြီးကြံနေသေးတယ်အဲ့ကောင်တွေသေအောင်ပါအဲ့ကောင်တွေသေပြီးမှနောက်အနှစ်100လဲကြာရင်ကြာမယ်စောင်းအောင်ပါအဲ့မျိုးဆက်တစ်ဆက် ကုံသွားမှမြန်မာပြည်ငင်းညမ်းမှာမဟုတ်ရင်ခင်ဗျာမြန်မာပြည်မငင်းညမ်းသေးဘူးနောက်တော့ခင်ဗျာတေးလက်တေးပဲဘာမှမဖြစ်ဘူးသွားအဲ့တော့ဟိုပြောမယ်ဆိုရင်ဒီနီပဲနီတုံးညိုဆက်တဆက်ကုံမှပဲမြန်မာပြည်ငင်းညမ်းမဲ့သဘောမြင်တယ်အခုဟိုပြည်ရင်းရှိအနှစ်90ရောအနှစ်80ရှောက်ပြောမနေလိုရဲ့နှစ်တရာကြာအောင်မှာနော်ကျွန်တော်ထပ်ပြောကြာကြာအောင်မှာမယုံရင်ခင်ဗျားတို့စောင့်ကြည့်အခုနှစ်80နော်နောက်နှစ်90ခင်ဗျားတို့စောင့်ကြည့်ကြာအောင်မှာဘာဖြစ်လို့ကျွန်တော်ပြောနိုင်လဲဒီလားဒီလိုနီပိန်းနီတုံးတွေကအခုချိန်ထိရှိနေသေးတယ် တိုင်းပေါ်မှာခမရအခုချိန်ဒီအကြမ်းဖက်အာဘီတက်ဖြတ်တာဒီအာဘီเนาะကိုနေရကိုဒေသကိုကိုပြန်ပြန်ဖြတ်စီးတဲ့ကောင်တွေအများကြီးရှိနေသေးတယ်အဲ့တော့ငြင်းညမ်းဖို့လဲဝေးတိုင်းပြည်ချမ်းသာဖို့လဲမစင်းစားနဲ့တရောင်းသားလိုပဲဖြစ်နေဦးမှာနောက်ဆက်ပြီးတော့ပြည်သူလူတွေချက်တဲ့နေဦးမှာအစိုးရခမရဘလောက်လှုပ်ဝေးကောင်းဘလောက်လှုပ်ဝေးပြီခမရဘာသီးဖို့မှခံစားမှာမဟုတ်ဘူးခမရတာဝါတိုင်းထောင်းရင်တာဝါတိုင်းမိုင်းခွဲမယ်လမ်းဖောက်ရင်လမ်းဖြတ်မယ်နောက်သရားဆောင်ရင်မိုင်းခွဲမယ်ဆိုတဲ့လူရန်းစားတည်းရဲ့အကြမ်းဖက်အာဘီလူရန်းစားတည်းကရှေ့ကိုနေသေးတာ အရှိနေသေးတဲ့အတွက်ကျွန်တော်တို့တိုင်းပြည်ဟာဘာဖြစ်ုံလဲစင်းရဲနေဦးမှာထပ်ပြီးတော့နော်ဘလောက်ပဲခမရအစိုးရတွေပြောင်းပြောင်းတိဆောက်တိဆောက်ဒီလူဒန်းစားတွေဒီလိုလူဒန်းစားတွေရှိနေသမျှတိုင်းပြည်ဟာစင်းရဲနေဦးမှာအနှစ်တရာလောက်ခမရပြည်တွင်းစစ်ကလည်းဖြစ်နေဦးမှာနော်အခုဆိုခမရဟိုအရှိတောင်အာရှကြီးကြီးအာရှမှာကြီးကြီးသလောင်းစားစင်းလောက်မြန်မာဆိုတော့အဲ့လောက်ဖြစ်နေပြီဒါဘယ်သူလုပ်တာလဲဒီ NND ဒီပိတ်ဒီနီးနီးပိတ်တွေကောင်းနေဒီလိုကောင်းနေပဲလုပ်နေတာနော်ဒီကောင်းနေကြောင့်ဖြစ်နေတာဘာစစ်တပ်ကြောင့်ဘာစစ်တပ်ခင်ဗျာကြောက်ပြောစစ်တပ်ကိုတိဆောက်ပြီးတယ် ်ဟာတိုးတက်တိုးတက်ကြောင်းကိစ္စမင်းပြတတ်မလို့အခုအခုစမ်းမလို့အခုခိတာဆူရမှာလေအခုလှုပ်ပေးနေတာဟာမျက်မြင်ပြဖြက်စီးတာဒီ NLD ညီပိန်းဒီတုံးနေဟာစစ်တက်ကြောင်းဆင်းရဲပါဟိုရင်တော့လို့ဂျင်းလာမထဲတဲ့နော်အိုက်ခေကုံသွားပြီနိုင်ငံရေးသမားစောက်သုံးမကြလို့ကျွန်တော်အထက်မှာဖော်ပြခဲ့တယ်လို့ NLD ကနိုင်ငံရေးသမားတွေမှာကျွန်တော်လောက်အတွေးခေါ်ကောင်းတဲ့ကောင်တယောက်လောက်ပိုင်ခင်ဗျာဒီဖြစ်ဖြစ်ဆုံးမဖြစ်ဘူးနိုင်ငံတော်ခင်ဗျာနောက်ထပ်အစိုးရဆက်15နှစ်20လောက်ခင်ဗျာထပ်အုပ်ချုပ်လို့ရတယ်အစိုးရလုပ်ပြီးတော့ စစ်ဘက်နဲ့ဆက်ဆက်ရေးကိုပြည်လည်အောင်လုပ်မယ်နိုင်ငံတော်ထိန်းချောင်းပြီးယူသွားမယ်နိုင်ငံတော်တိုးတက်အောင်လုပ်မယ်ဘာလို့ထိတဲ့တွေ့မှာလဲခင်ဗျားလေထိတဲ့တွေ့တက်ဖြတ်တော့ကဲအခုလမ်းမေးခွေးပွားရဘာထူးမှမဟုတ်ဘူးလေဒီဒါနဲ့ကျွန်တော်အခုလို့ကျွန်တော်ပြောတော့ကျွန်တော်လောက်တော့အတွေးခေါ်မရှိတဲ့ကောင်တွေ NND မှာအများကြီးအဲ့ဒီကောင်တွေကပဲအခုအဲ့နိုင်ငံရေးသမားတွေကဒေါ်စုထောင်ထဲထဲထားတာဒီကောင်တွေတော်မခိုးပဲနဲ့ခင်ဗျားလေနိုင်ငံရေးလမ်းကြောင်းလေးသွားဒေါ်စုထောင်ထဲကြာကြပါစီ တော့တက်စင်တို့လောက်သွားတာရှင်းရှင်းလေးရေးယူရယူရရှောင်သွားတယ်ပြီးရွေးကောက်ဘောဒိန်းဆိုပြန်ဝင်လိုက်တယ်အစိုးရပြန်ဖြစ်တယ်တိုင်းပြည်လည်းမနာဘူးဗျာအစိုးရလည်းပြန်ဖြစ်ဒေါ်စုလည်းအခုလောက်ဆိုလွတ်နေပြီအဲ့ဒေါ်စုကိုတတ်တာလဲထောင်ရဲထဲထားလဲဗကြံနဲ့စစ်တပ်ဘာခိုးလူထီလူရှောက်ပြောမနေနဲ့အဲ့ညီဘိန်းညီတုံးနေအခုလို့ကောင်းနေ နော်ဟိုခစ်တိတို့ဒီဟိုငါစီရိုအောင်မမမဲ့လက်ဖုတ်ဒီအသက်ပြီးအဲအဲ့လိုနီဘိန်းဒီတုံးကောင်းနေပဲဒေါ်စုကခမရခွေးဘွားရောက်အခုချုပ်ထဲထဲတာအဲ့ဘွားရောက်လောက်တာလေဒီနီဘိန်းလူရန်စားပဲကျွန်တော်ဟိုအရင်နဲ့30ချက်တွေရေးပြီးလဲဒေါ်စုကဘူးမမတက်ပါဘူးလို့မြန်မာပြည်မှာငါထောင်ထဲထဲလဲခမရလေးအမြကောင်းကောင်းမွန်မွန်ထားတာသူ့တက်မှာတကယ်နီဘိန်းနီတုံးနေဘယ်ချင်းတက်မလဲဆိုဒီဒေါ်စုနဲ့လှုပ်ရှားလို့မရတော့ဘူးဆိုတာအမပန်းဆယ်လို့လို့အငါစီလို့လို့ကောင်းနေအဲ့အဲ့လိုကောင်းနေရဒါဒေါ်စုကိုတက်တဲ့ကောင်းနေရှင်းရှင်းပြောတာဟိုမှာဟိုဟို2000 17ဘာဖေဖော်ဝါရီမတိုင်ခင်ကျွန်တော်တို့ဆိုဒီမှုကမှရေးနေတယ်လောက်တော့မယ်ခင်ဗျားတို့အဲ့လောက်ထိတ်တိုက်တွေ့မနေနဲ့ညှိနှိုင်းပါပြေးလင်းအောင်အဆင်ပြေအောင်ခင်ဗျားညှိနှိုင်းကြပါကျွန်တော်တို့တုံးတော့ရေးပါဟာစစ်တပ်ကနောက်ဆုတ်သွားပြီတဲ့ကြောက်သွားပြီတဲ့ဟိုစောက်ဘူးကဘာညာဆိုရန်ရန်ဆိုင်ဆိုင်ပြောတာအဲ့အဲ့ပန်ဆယ်လို့တို့အဲ့ကောင်မတွေပဲဟိုကနောက်ဆုတ်တာမဟုတ်နောက်ဆုတ်ပြီးပြေးကန်ရတာအခုဒေါ်စုပါထောင်ထဲရောက်ပြီသူတို့ပါခွေးဘွားရောက်သွားပြိပပြေးနေရအဆူလို့တော့ဘာလဲဆိုတော့အဲ့ဒီလူအမုံတရားရင်လည်းအလုလုလို့မရဘူးဆိုတော့ပြောပြတာ နိုင်ငံကိုခမဘုံတရားရင်တိဆောက်လို့မရအောင်နော်လူမျိုးရေးအစွန်းရောက်စိတ်နဲ့လည်းတိဆောက်လို့မရအောင်ခမစိတ်ကံစားကြတယ်ခမရှောက်ဖြစ်ချင်အောင်ရှောက်ပြောနေမရအောင်လုံနိုင်တာဖြစ်တဲ့နာကိုပြောရတယ်နော်လုံတဲ့နာကိုလုံရတယ်မဟုတ်လို့ကတော့ခမဒီအမုံတရားရင်နဲ့လူမျိုးရေးအမုံတရားနိုင်ငံရေးအမုံတရားရင်နဲ့ခမတို့ခီးဆိုင်တော့လူတွေထက်တည်မှာပဲဖတ်တယ်မယ်ခမအတိုင်းဘာဖြစ်နောက်နှစ်တရာလဲခမတို့တရောင်းစားပဲဘာဖြစ်ဘူးအာရှမှာခမအနှိမ့်ချဆုံးအစင်းရဲဆုံးလူမျိုးပဲဖြစ်နေပါပဲ ဘာဖြစ်လို့ခင်ဗျားတို့စိတ်ဓာတ်ကိုသံတော်သားစိတ်ဓာတ်ဖြစ်နေတာနော်အမုန်းတရားနဲ့ခင်ဗျားသွားနေတာစိတ်ကံစားကြတဲ့သွားနေတာနိုင်ငံရေးကိုခင်ဗျားတို့သွားနေတာကိုဒေတာကိုနေမိမှာဖြစ်တင်တာပါလေဖြစ်ရမှာပါလေငါဖြစ်ချင်တာပါချိန်ထိုးပြီးလုပ်လေဒီလိုမချိန်ထိုးတက်လို့ခင်ဗျားဒေါ်စုတော်တို့ NLD တော်မှာလမ်းမွေးခွေးဘွားရောက်သွားကြအောင်ကျွန်တော်ရှင်းပြပြီခင်ဗျားစစ်ဘက်နေဘက်နေဘက်ဆက်ဆံရေးကိုတိဆောက်နိုင်တဲ့နိုင်ငံရေးသမားတယောက်လောက်ပဲပါဥမာဥဝင်ထိန်လို့နေရာမျိုးမှာဖြစ်ဖြစ်တနေရာလောက်ပဲပါ ခင်ဗျတိုင်းပြည်နောက်ထပ်အနည်း20လောက်အုပ်ချုပ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ပိန်လုံးတုံလုံးအလုံးဝကြီးလို့အရာရာကိုထိတ်တိုက်တွေ့မယ်အမုံတရားနဲ့သွားတယ်။ဒါကြောင့်လမ်းမွေးခွေးဘွားရောက်တာ။နောက်လည်းရောက်အောင်ပါ။ခင်ဗျအခု90 80 80လာမပြောနဲ့နောက်အနည်းတရားကြာအောင်ပါမြေုံဆောင်ကြည့်ရှောင်းအောင်ပါ။ဘာဖြစ်လို့လဲဆိုတော့အခုလို့ခင်ဗျတရောင်းစားစိတ်တက်တဲ့ကောင်လူတွေနော်ဒီအကျံဖတ်အားပြီးတကယ်ကိုညီပိန်ညီတုံးနေအသိဉာဏ်မရှိတဲ့လူတွေဟာအများကြီးကြံနေသေးလို့ပဲအဲကောင်တွေသေးတဲ့အထိစောင့်အောင်ပါကျွန်တော်တို့ကနော် အဲဒါလေးကျွန်တော်ရှင်းအောင်ပြောပြတာပါ။ဘာဖြစ်လို့တိုင်းပြည်ကျွန်တော်ဆင်းရဲနေလဲဒီအခြေအနေထိဖြစ်နေလဲဆိုတာ။ဒါကြောင့်ပဲ။အဲ့တော့နိုင်ငံရေးသမားတွေမှာဖြစ်ဖြစ်လက်နက်ကိုင်အစုအဖွဲ့တွေလူမျိုးစုလက်နက်ကိုင်တွေမှာဖြစ်ဖြစ်ခေါင်းဆောင်လုပ်တဲ့ကောင်တွေခေါင်းဆောင်လုပ်တဲ့မောင်တွေနော်ကိုကိုကိုတော့ဘာခေါင်းဆောင်ညာခေါင်းဆောင်မှာဘယ်လူမျိုး KYU ခေါင်းဆောင်မှာဘာဦးစီးချုပ်မှာညာဦးစီးချုပ်အေးအဲ့ဒီကောင်တွေပညာတတ်ဖို့လိုတယ်နော်အဲ့ဒီကောင်တွေကစိတ်ခံစားချက်ကိုဥသားပြီးပြီးလူမျိုးအမုံတရားနဲ့လုံနေသမျှနိုင်ငံရေးမုံတွန်းရအနေနဲ့လုံနေသမျှ ခင်ဗျာပြည်တွင်းစစ်နောက်အခု180เนาะနောက်အနှစ်တရာကြာအောင်မယ်အမြုံဆောင်ကြည့်ကြာအောင်ပါခင်ဗျားတို့စောင့်ကြည့်လိုက်ကျွန်တော်ဒါကိုပြောချင်တာဖြစ်တယ်ဟုတ်ကဲ့ကျေးဇူးတစ်ထုတ်လို့ရေးတဲ့တစ်ထုတ်လို့ရေးဘက်ကအကုန်ပြေးွားကြပြီတဲ့အဲ့တည်းမှာကာအိုကေဆိုင်နေတာဂီတဥယင်ဆိုတော့နာမည်နဲ့ကာအိုကေတော့ဖွင့်နေတယ်တဲ့အဲ့ဒီပလောင်နေကပလောင်နေကနောက်တစ်ခါကျတော့နှခမ်းအင်းတဲ့မှာလဲ 900လောက်ရှိတယ်တဲ့လူရင်းအများကြီးပဲတဲ့အဲ့အဲ့ဒေတာကန်နေပြောကြတာဒါတွေပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့တော့တက်မတော်ဘယ်တော့လောက်သွားပြီးလုပ်နေဆိုတာဒါကိုကျွန်တော်တို့ကစောင့်ကြည့်တာပါမကြခင်တက်ထုတ်လို့ရင်းထဲမှာရှိတဲ့ဂီတဥယျာဉ်ကြီးမှာတချင်းသတ်စုံလားဖစ်တုမလားဘယ်လိုလဲတော့မသိဘူးအဲ့ကျွန်တော်စောင့်ကြည့်ရမယ့်အနေဒါရှိတယ်တကယ်လို့တက်မတော်ကအဲ့နေကိုဖစ်တုသွားပြီဆိုတော့ကျွန်တော်အားရပါရပြောတော့နော်အားပါပြောတော့အဓိကကတော့ကျွန်တော်ကတိုင်းပြည်အကြောင်းကိုပြောတာပါတဝူးသားစီတဝူးသားစီမရှိဘူးနော် ဒုသာစီဒုနာစီမရှိဘူးအားရပါရပြောတယ်ဆိုတာကတိုင်းရင်အေးချမ်းမို့တိုင်းရင်အေးချမ်းမို့အဲကောင်နဲ့ရှောင်းပါတယ်နဲ့အဲကောင်နဲ့အေးရနာစီချင်လာတယ်ပြီးတော့ပကိုးပကိုးပကိုးပြောပြမယ်ပကိုးနဲ့တလင်းမှာဖစ်ထုတဲ့ဟာမှဒီမကြီးပြန်မှာပဲထုတာပဲနော် ိုင်းမှာဆက်တက်လေဒီဒီနဲ့တော့ပြစ်တယ်ဆက်တက်လေဒီနဲ့ပြစ်တယ်အဲ့ဒီမကြီးပင်မှာအခုအကြမ်းတ်စကမ်းမှာအာသူတို့ကမနီယာမထူတောင်းတပြန်ရောက်ရောက်တဲ့ချိန်မှာထတ်ရှင်းတမ်းမလောကဆိုတော့အဲအဲ့မှာလည်းတော်တော်သေးတယ်လို့ကြားတယ်ဗျာအတိအားအဲ့မှာလည်းတော်တော်သေးတယ်လို့ကြားတယ်နောက်ကျွန်တော်တို့ဒီမင်းလာဘက်ပေါ့မင်းလာဘက်မှာပွဲကပွဲကတော့ PD ရဲ့ဒီကောင်ဒုခွဲမှုဆိုတာမသိပါဘူးအဲ့အစင်းရှိတဲ့ပုံပဲဗျာအော်သေးွား တည်သွားတဲ့အချိန်မှာဝတ္တန်ဆိုလောက်တည်ပေါ်ဒီကောင်အဲခွန်မှုအဆင့်ရှိရတဲ့ဝတ္တန်ဆိုတော့ကောင်တည်သွားရောတည်တာတော့ရိုးရိုးတည်တာကို16ရောက်လောက်ရှိတယ်အဲတက်မလောက်သွားပြီးတော့ပတ်တိုက်တက်မလောက်လာတော့စစ်ကြောင်းကိုတိုက်တာဘောကလိုက်တာကောင်လာလိုက်တောက်ချောက်တွေးတာဘေးဒီကောင်လေးကကြည်တလုံးဆိုတက်မလောက်ကဒီကကြည်90လောက်ပိတ်လွတ်တာကောင်လေးကြည်တထောင်ပြစ်မှန်တဲ့ကြံဟောကတက်မလောက်ကြည်အတောက်90လောက်ပိတ်လွတ်တာတည်တာဝိုးမတည်ရှိမှဒီ PDF တွေအကြမ်းဖက်တွေပြီးတော့ဒီကောင်လေးက အဲဆုပ်ပြတ်တော့တတ်နေပြီ။ဘာဖြစ်လို့တခိုးတွေကထောက်ဖို့ကြီးလို့။စာမတက်တရားပူကြီးဖြစ်။အောက်တန်းကမဒိန်ကောင်တွေက အုတ်ချုပ်။အဲ့တော့ဘာဖြစ်ပြီးသူတွေကရွှန်ရှာမုန်းတီးတော့ဒီကောင်တွေရှိနေတယ်ရောက်နေတယ်ဆိုတော့တန်ပြီးပြောတော့ဟိုကလာတယ်ခံပြလာလိုက်တယ်။နောက်ကနေတက်ကြွေးပလိုက်တယ်အုံဆိုပြီးတော့လာကြအောင်ဆောင်ရလိုက်တယ်။အားလာတယ်ဆိုတော့ဟိုက ready တဲ့လားလာပြီးတော့ဒီကောင်တွေပြောပြီးမိုင်းဆွဲမယ်တိုက်ခွဲမယ်လို့လား။ဟိုကတောင်းချောက်ပြစ်လိုက်တယ်အဲ့မှာပြီးတော့ မိုင်းဆွဲနေတိုင်းတိုင်းဆွဲနေတိုင်းမှာရှိတော့တေတာအကုန်လုံးတေတာ16ရောက်ရောင်းတာ10ရောက်တေတယ်ပြေးတာဒိုင်ယာ56ရောက်လောက်ရအောင်လို့ဆိုတော့ဒါတော့ဒီကောင်းနဲ့အပြေးမြန်လို့အပြေးမမြန်3050တိမ်ပါလေကောင်းနေအဲ့လိုရှိတယ်တောက်တော့ကကျွေးတာနော်တောက်တော့ကအဲ့လိုကျွေးနေနေကျွန်တော်တို့ကကြိုက်လေးပဲတူးသားစီတူးသားစီမရှိဘူးကျွန်တော်ကရိုးရိုးလေးပဲအတမ်းမဲ့မရှိရင်ကျွန်တော်တို့ကအေးဆေးဖြစ်သွားပြီဒါတိုင်းကြီးကတန့်သွားပြီတိုင်းကြီးတန့်သွားရင်အလုပ်တွေလုပ်လို့ရမယ်အာဒါဖျားသွားကြောင်းတက်တယ်ရန်ကန်ရှင်ပြူတွေအာသာသာပြူတွေလုပ်တယ်အများကြီးလုပ်လို့ရတယ် နောက်တာနာပြုလို့ရမယ်လို့ဒီအများကြီးလုပ်လို့ရမယ်ဆိုတော့အခုတလောကအဲဆရာတော်ဖရာတွေလည်းပဲဒီဟောနေကိုဗာလဲကျွန်တော်နေပြီးတော့မှရှိတဲ့ဗလီကိစ္စကိုဆရာတော်ဖရာတွေစိတ်မချမ်းမိတာတော့ကျွန်တော်တွေ့ရတယ်သူတော်လည်းပဲအဲတိခဏတော်မူပါဖရာလို့ပဲအဲရှောက်ရမယ်အနေထားမျိုးဖြစ်တယ်အချိန်ကာလလေးပုံမူတည်ပြီးတိခဏတော်မူပါဖရာခိတ္တခဏတိခဏပြီးတော့မူပါဖရာလို့ကျွန်တော်နေနေရှောက်တင်ခြင်းတယ် ။ဘာလို့လဲဆိုတော့အရှင်ဘုရားတို့ကအာဉာဏ်ပညာနဲ့ကြီးမြင့်တဲ့ပုံကိုယ်ကြီးနှလုံးသားလှတဲ့ပုံကိုယ်ကြီးတို့ကျွန်တော်အနေနဲ့ကအာယူဆတယ်။ယူဆတော့ဉာဏ်ပညာကြီးမြင့်မှုဖြစ်ဖို့တဲ့ဒါလေးစောက်တာကိုနိုင်ငံနေအခြားနိုင်ငံတွေကကောအဲအခြားနေရာတွေကကောမျိုးစုံကအလန်းကြီးတဲ့အချိန်မှာအာဘာဖြစ်တယ်လဲဆိုတော့နေပြီးတော့မှဗလီတော်မဆောက်ရသေးဘူးခြံစိုးကတ်တယ်ဗမာဗုဒ္ဓဘာသာဘုံကြီးကအာမ အာတရားကိုခတ်နေတာပဲဘာညာဆိုတဲ့ဟာမျိုးနဲ့သဘုတ်လေးလေးနဲ့ပြောပြီးတော့အဲဒီဘာသာရေးနဲ့တိုက်ခိုက်လာနိုင်တဲ့အနေအထားမျိုးကျွန်တော်တို့ကတွေ့ရအဲ့တော့ကျွန်တော်တို့ကဉာဏ်ပညာကြီးရင်းတဲ့ဆရာတော်ဘုရားတွေဖြစ်တဲ့အတွက်ဒီယာလေးကိုခိတ္တခဏလေးတိခဏအောင်မူပြီးတော့အဲတိခဏအောင်မူပြီးတော့အချိန်တစ်ခုလေးရောက်တဲ့အချိန်ကျမှအာဒါစူပေါင်းအင်အားနဲ့အဲကျွန်တော်တို့ဆက်လက်လှုပ်ဆောင်မယ်ဆိုရင်ရွေးသွားနိုင်ပါတယ်လို့ပြောခြင်းမှာဒီချိန်လေးဒီကာလလေးမှာ မဲကိစ္စလေးတွေပြီးသွားမယ်အစိုးရအကြောင်းလေးတွေပြီးသွားမယ်ဆိုလို့ရှိရင်အရှင်ဘုရားတို့ရဲ့စိတ်ဆန္ဒပြည့်ဝမှာပါလို့ပြောချင်ပါတယ်เนาะအဲဘာဖြစ်လို့ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ရက်ကလည်းပြောသလိုပေါ့အဲသူကအဲ့နဲ့အေကရတယ်ဆိုနဲ့အေကပတ်ချလဲကိုခြံကျိုးတွေခိုင်ပြီးတော့အထက်ထဲမှာအော်နေကြီးတွေတကယ် shopping mall ကြီးဟိုဟာကြီးနဲ့အေကလုံးအပြည့်တွေ heavy တွေလုံးလို့ရှိရင်ဒါအဲ့ဒီအနမ်းမှာရှိတဲ့ရွာတွေမှာအကုန်လုံးကသူတို့လူအုပ်တွေအကုန်လုံးကဟိုနေပြင်အဲ့ဒါအဲ့ အတော်တွေဖြစ်သွားမှာဆိုလို့အရှင်ဘုရားတို့ရဲ့စိုးရင်တော်မူတာကိုလည်းတပည့်တော်တို့ကသိပါတယ်ဗျာခံတော်မူပါဘုရားလို့ပဲပြောတတ်ပါတယ်ဒီဘုရားတို့ဟိုဒါနေပြီးတော့မှဖြစ်နေတာကိုကျွန်တော်ကမပြောပြရဘူးလားမပြောဘူးလားကိုပိုင်အဲ့ဒီဘက်ကမပြောပြဘူးလားအဆရာတော်ဘုရားကြီးတော်ဒီလိုထွက်နေတယ်ဆိုတော့ပြောတဲ့သူတွေရှိလို့ဒါကျွန်တော်တတ်ဆက်တဲ့ပြောလိုက်တာဖြစ်တယ်ပေါ့နော်အဲနောက်တစ်ခုလက်ပံတကားကြီးရွာမှာဒါတရက်အုပ်လန်ခွဲရှိတယ်အဲ့စာတင်ကြောင်းကိုမှရှိတဲ့အကျမ်းဖက်တွေကိုအဲ့နာမရှိတဲ့အကျမ်းဖက်အိမ်ပေါ့အကျမ်းဖက်တွေကိုတက်မလို့က အကျန်းဖက်စကမ်းပေါ့ဘေးနဲ့ဖက်ထူပြီးရှင်းနေလိုက်တာတွေ့ရအဲ့မှာလည်းပဲအကျန်းဖက်တွေတော်တော်များများအာလက်ကုံတယ်လို့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်ဘုဒ္ဓနောတမလောင်ကတော့တော်တော်ကြိတ်နေတယ်နော်အဲတိုင်းကြီးအေးချမ်းမို့တော့ကိုလည်းအာကျွန်အာတော့ခွန်အာတော့ခွန်ဆိုင်လုံနေတယ်လို့ကျွန်တော်အနေနဲ့တွေ့ရှိရတယ်။အဲပြီးတော့ဒါနေမဲတော့တော့မဟုတ်သေးဘူး။မုံရွာနဲ့ကြောက်ကန်တိုင်းပိုင်းမှာ ရှိတဲ့အဲတနောင်းရွာလို့ဘောင်းကနေပွဲကားနေ။အဲအကျယ်ဘက်တွေကတော့အခုတော့နေရာတိုင်းတည်နေကြတာဗျာ နေရာတိုင်းတည်နေကြတာအဲ့မှာလည်းအကျန်းပါလေတမ်တော်ကလည်းအခုတော်ကိုကတော့တမ်တော်ကအရင်တော့ခံရတော့အခုတော်တော်ကောင်းတာနော်အခုတော်တော်ကောင်းတာပြစ်ချက်တွေကျွေးချက်တွေကျွေးမွေးအခန့်ချက်တွေတော်တော်ကောင်းတယ်လို့ပြောရမယ်နောက်တစ်ခုဒီနေ့ဆိုရင်ဒါချွေးဖို့တောင်းချမ်းမှရှိတဲ့ကြေးရွာလေးကိုတမ်တော်ဖိတိထူတာဘုဆုပစက်ထူတာဖိတိတော်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 ထူတာအကျန်းပဲရှိတဲ့ရွာလေးအကျန်းပဲစကန်းလေးအကျန်းပဲဒီနေရာလေးအဲတော်တော်ကျွေးတာဒီနေ့၁၄လုံးလောက်ကျွေးတယ်လို့ကျွန်တော်သိရတယ် တော်တော်ကျွေးတာကျွေးတာဒီနေ့တော်တော်ကျွေးတာနောက်ပြီးတော့အဲ့ဒီအကြမ်းဖက်ရှိတဲ့ဟိုဗါလဲပဒေါင်းရွာလာအဲ့မှာစကန်းရှိတယ်အဲ့စကန်းကိုလည်းလက်နဲ့ကြီးလေးနဲ့မြို့ပေါ်နေပြီးတော့အချို့ကိုမြို့ပေါ်နေမှာလှမ်းကျွေးတာအားရပါရကျွေးတာဆုံးမလားအဲ့မှာလည်းဒဲကြတယ်သိရတောင်းတော့ကျွန်တော်ကအဲ့ဘက်ကဟိုဘက်ကတောင်းတော့ပြည့်ဆိုဒီဘက်မှာကြာသွားတဲ့ဟာတွေလို့လေသူကြာသွားတဲ့အားတွေပြောနေတဲ့ဟာကြတော့ကျွန်တော်ကတီးတော့တီးတော့ကျွန်တော်ပြန် sharing ပြန်မျှဝေပေးတာနော်အဲမျှဝေပေးတာအားအဲ့မှာလည်းသူတို့တောင်းတော့ အဲဆုံးမတာကိုသူတို့ခံစားလိုက်ရတယ်ဗောဗျာအဲရရှိသွားတယ်ဗောတက်မအဆုံးမကိုတက်မဆုံးမတာကိုရရှိသွားတယ်ဗောအဲမှာလည်းတော်တော်များများအကြမ်းဖက်စကန်နဲ့မီးလောင်ပြီးတော့ပြက်စည်းကုန်တယ်လို့ကျွန်တော်တွေ့ရတယ်နောင်ရှာတော်တို့ကျွန်တော်ဒီဘက်လက်ပံကြီးတို့လည်းတက်မတော်ကနေမီရှင်းတယ်နေမီရှင်းတဲ့အချိန်မှာအကြမ်းဖက်တွေနဲ့ပွဲကလာရှိတယ်အဲပွဲကလာရှိတယ်အကြမ်းဖက်တွေတည်တာအဲတလောင်းတလောင်းတော့ရလာရှိတယ်အရှင်နေလည်းဖမ်းမိတာရှိတယ်เนาะအဲ့လိုမျိုးရှိတယ်တနင်္လာရီတိုင်းပဲဆိုလည်းပဲ ဒီပလာမျိုးမှာလည်းပွဲကတယ်ပလာမျိုးပွဲပလာမျိုးမှာပွဲကတာ KIV PDF တွေတော်တော်တည်ကြတာတော်တော်တည်ကြတောင်းလုံးကတော့ကောင်းကောင်းကျွေးနေတာကိုတော့ကျွန်တော်တွေ့ရတယ်ပြီးတော့ဒီတပိတ်ချင်းဘက်ကိုမုတ်ကုတ်တို့တပိတ်ချင်းတို့ရှိတဲ့နေရာမှာတပိတ်ချင်းဒီ photo လမ်းဆောင်ကတောင်းလုံးကထိမ့်မိတာဖြစ်တယ်ထိမ့်မိတာမှာနေပြီးရှင်းတဲ့ချိန်မှာ အဟိုအစုတ်ပြက်ပလောင်လေး online လေးပေါ့ဗျာ PDF လေးပေါ့ဗျာတချို့ကကြတော့ဟိုမပြေးတော့ဘူးကမပြေးနိုင်တော့ဘူးအဲဂျောင်ကတ်ပြီးနေပြီးပုံခိုနေတာပေါ့လက်နဲ့လေးနဲ့ကန်ရင်လာလေးလေးလို့ဓမြတိုင်ကခုလုံးမယ်ပေါ့ဗျာအဲ့ဒါအကြံနဲ့သူတို့ကနေတော့စောင့်နေချိန်တက်မှာစကြောင်းထိုးပြီးနေပြီးရှင်းတဲ့ချိန်နဲ့တော့တွေ့တော့အဲ့မှာရတယ်ပေါ့ဗျာအလောင်းလက်နဲ့ပေါ့ဒီလိုပဲပြောရမှာတိတ်အများကြီးလည်းမပြောချင်ပါဘူးသူတို့တွေလည်းအဲနေဝင်ချိန်ရောက်နေပြီဆိုတော့အဲသူကနေဝင်ချိန်သူတို့ရဲ့တည်ဆုံချိန်ဖြစ်နေပြီဆိုတော့ကျွန်တော်တို့လည်းတိတ်ပြီးတော့ အများကြီးမပြောချင်တော့ပါဘူးเนาะရေမြူမှာရှိတဲ့တောင်တော်စစ်ကြောင်းနေရာလည်းပဲဒါတောင်နေရာလည်းနေမည်ရှိနေတော့တွေ့ရတယ်เนาะအဲ့မှာရှိတဲ့အဲဒေါနာတပ်ဖွဲ့တို့တပွဲရွှေတိတပ်ဖွဲ့တို့လည်းတော်တော်များများတည်နေတာကိုကျွန်တော်တို့ကြားသိနေရတယ်အဲ့မှာနေမည်ရှိနေရွာတွေတော်တော်များများရှင်းနေတယ်လို့သိရတယ်အဓိကတော့လိန်မော်တန်ရွာကလည်းပဲဒီ PDF KG စကန်ကလည်းပဲအခုတော့လောလောဆယ်ရန်နာလာတယ်လို့ဆိုတော့ကျွန်တော်ကြားသိရတယ်တပ်မတော်တောင်စစ်ကြောင်းတို့ပြီးပွဲကြီးကနေလို့เนาะ ီကွန်ကရစ်ဘက်ဆိုတော့နောင်မီကြီးရွာမှာလည်းဒီနေ့ထိတိုက်နေကြတော့နောင်မီကြီးရွာမှာတိုက်နေကြတော့အာထီဘိုးဆန်ကျန်ရွာမှာလည်းပဲတိုက်နေကြတော့နော်ဒါကျွန်တော်ကြားသိရတာရှိတယ်လိုက်မှာပြောသွားပါတယ်လိုက်ကလည်းတချို့အဲ့မှာရှိနေတဲ့ဒါ BGF ကရှိနေတဲ့ပုံကိုယ်တွေရှိတယ်တက်ကပုံကိုယ်တွေရှိတယ်လိုက်မှာတက်လာတဲ့အခါကျွန်တော်တို့တို့သောသာသူပြောပြပါတယ်ဗမာစောနဲ့ဗမာစောနဲ့တရင်လေးဆိုတာလည်းကျွန်တော်သောသာပြောသွားပါနော်ဘွဲမှာတောင်ကုန်းဦးကျပင်လမ်းမှာလည်းပွဲတွေကတယ် ဲ့လမ်းတစ်ချောင်းလုံးပွဲတွေကညောင်ကျိုးပြူဟာဂုံပေါ့ဗျာအဲ့မှာလည်းပွဲတွေကနေရယ်နိုင်ရီကန်ဂုံကလည်းပဲအဲဒီနေ့ဖိုက်တာဆိုလို့ရှင်တပ်နော်ဘက်ကရတာအလောင်း9လောင်းလို့ကျွန်တော်ကြားသိရတယ်ဒါမှမဟုတ် A ဘက်ကတည်သွားတာအယောက်30ကျော်လောက်40လောက်တည်သွားတယ်ရတာလောက်ဆွဲသွားတဲ့အချိန်မှာတော့မှနောက်ဆုံးကြံခဲ့တာ9လောင်း10လောင်းလောက်ကြံခဲ့ရလို့ကြားတယ်ဒါမှတပ်တော်ဘက်ကလည်းပဲကျွန်တော်တို့ကြားသိတဲ့ပုံစံက9လောင်း9လက်လား9လောင်း10လက်လားမသိရတယ်လို့ကြားသိတယ်။ဒါမှတကယ်သိတာကဟိုမှာ40ကျော်လောက်ရှိတယ်သိတာ။ အဲရတဲ့လောက်သူဆွဲသွားတာမနိုင်တော့တဲ့ဟာတွေထားခဲ့တာရှိတယ်။သူတို့ဟိုဝိုင်းနဲ့နာနေဥစား၄၅၈၀လောက်ရှိမှာပေါ့သူတယောက်တယောက်နဲ့တင်နိုင်ထမ်းနိုင်လောက်တည်သွားတဲ့ဥစားအာပါသွားပြီးတော့ဒါမတင်နိုင်လို့ကြံနေတဲ့အလောင်းနေတော့ဖြစ်မှာပေါ့ဒါတမတော်ကရရှိသွားတာရှိတယ်သူတို့လည်းကောင်းကောင်းမွန်မွန်တကြိုပေးတယ်လို့ကျွန်တော်တို့အဲ့ဘက်ကကြားသိရတယ်နော်ဒီမျက်နှာနဲ့ဆက်ဆက်ယူကြမှာလဲပွဲကတယ်အဲပွဲကတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီတန်တွဲနဲ့ကြွားမှာဆိုလို့ရှိရင်တမတော် အန်ဒါအေးလေးရှိနေတဲ့နေရာတွေကိုတမနာဘာကနေပြီးတော့မှလက်နက်ကြီးတွေနဲ့ဒလဲဆက်ထုနေတဲ့အေးစူပါမှုရှိတဲ့ရွာတွေကိုထုတယ်ပြီးတော့တန်တွဲမှာဟိုတန်တွဲအစ်စ်တွေမှာလည်းပဲအဲ့ဒီဟိုနေနေပေါ့စစ်တွေမှာရှိတဲ့ဒီအကြမ်းဖက်တွေစူမှုအေးစူမှုအေးတွေဝင်ရောက်ပြီးတော့ထိနေရွာတွေပေါ့ရွာပြင်မှာစစ်တွေမျိုးပေါ့ရွာပြင်မှာလည်းဒါအာပါရလိန်တို့ပါအဲ့ဒီရွာတွေဘက်မှာလည်းပဲအဲဝဲတွေဖြစ်တယ်အဲဝဲတွေဖြစ်တယ်ဒီနေ့ဆိုလက်နက်ကြီးတွေနဲ့ချတယ်ပေါ့လက်နက်ကြီးတွေနဲ့ပစ်တယ် အေရဲ့စုဖွဲ့မှုရှိတဲ့ရွာတွေကိုနေ့စဉ်တိုင်းအများတော့လုံနေတာတော့ကျွန်တော်တွေ့ရတယ်။မကြခင်မှာဒါရခိုင်ပြည်ဘက်ကိုရခိုင်ပြည်ဘက်ကိုတောင်းတော်စိတ်ကြောင်းကစိတ်ပါလက်ပါနဲ့တိုက်မှထင်းတယ်။အဲလွတ်ထားပါများလာတဲ့ခါကြတော့ဘာလို့ဖြစ်လဲဆိုတော့ပြည်သူတွေရဲ့ဒုက္ခတွေပြည်သူတွေသိသွားတယ်။တောင်းတော်ရှိမှတိုင်းပြည်အေးချမ်းမယ်ဆိုတာလည်းသိသွားတယ်။အခုနောက်ဆုံးရခိုင်နေရဲ့အဲရခိုင်ပြည်သူတွေအစ်စ်တွေရဲ့အာဂုံမှုကတောင်းတော်ဖြစ်လာတာကိုတွေ့ရတယ်။ဘာဖြစ်လို့ဆိုတော့မောင်းတော်မှလည်းပဲမော်စလင်တွေ အာစာတွေကဒါအေးနဲ့တိုက်နေတယ်။အဲဖြစ်ကျင်တော့အာစာရဲ့တမောတီကမြုပ်သွားတယ်လို့ကျွန်တော်ကြားတယ်။လူရောက်90ကျော်တော့အာပင်နဲ့ကမ်းထဲမှာလည်းတည်သွားတယ်လို့ကျွန်တော်ကြားသိရတာရှိတယ်။အဲဒါငါဖန်းဆက်ကိုလီရောင်ဆောင်မျိုးအေးတွေကိုလာတိုက်နေတာတိုက်နေတဲ့နေရာတွေပေါ့နော်။အဲကြမှာတပ်မတော်ကလည်းပဲတွေ့တာငါဖန်းလီတွေတွေ့တယ်တောင်းတော့ကလည်းပဲအဲမှာဖန်လိုက်တဲ့ခါကျလို့ရှင်လက်နက်တွေရတယ်အေးဘက်ကလည်းဖြစ်တယ်အဲမိတယ်ဒါမျိုးလေးတွေတွေ့ရတယ် အဲအဲ့မှာလည်း၅ဖန်ဆက်လေးတွေကလည်းပဲအဲ A လည်းနဲ့ gain နေရှိတယ်လို့ဒီကျွန်တော်တို့အာစာရည်လည်းရှိတယ်အဲအာစာရည်ကတော့မင်းကအဲ့မင်းကတော့ကြားလိုက်တာတော့အယောက်80ကျော်တော့တော့တမောမြုပ်သွားတယ်လို့ကျွန်တော်တို့ကြားသိရတာရှိတယ်အားလုံးပဲကြားမှာပါစေဗျာဒါရခိုင်တရင်လေးတွေလည်းစောင့်မျှော်နေကြတယ်ဒီကောင်တော်တွေရှိပါတယ်ရခိုင်ကတော့ကျွန်တော်တို့လည်းမျှော်နေနေပါတယ်တမောစားတိုင်တဲ့နေ့ကျွန်တော်ကားပြမယ်နေဆိုတာအားလုံးလို့တာဖြစ်ပါစေဗျာနော်ဒါတပ်မတော်စစ်ကြောင်းတွေဝင်ရောက်လာတော့ပြည်သူတွေကြိုးဆူကြတာနော်တော်တော်မနာလိုဖို့ကောင်းတယ် နော်တော်တော်ဒီတစ်ဖက်ကအဖွဲ့တော်တော်တော်မနာလို့ဖြစ်မယ်နော်ပြည်သူလူထုထောက်ခံမှုကတော့တအားကိုနော်မြင့်တက်လာတော့နော်စစ်ပွဲကလည်းတောက်လျှောက်နိုင်လာတာပေါ့နော်တောက်လျှောက်နိုင်လာတဲ့အတွက်ပြည်သူလူထုထောက်ခံမှုကလည်းတိတိသာသာဖြစ်လာတော့နော် တမန်တော်မျိုးတစ်မျိုးသိမ်းလိုက်ပြည်သူလူထုကတောင်းတဖျက်ဖျက်ကြိုးတမန်တော်မျိုးတစ်မျိုးသိမ်းလိုက်ပြည်သူလူထုကတောင်းတဖျက်ဖျက်ကြိုးဆိုတော့ဒါတစ်ဖက်ကနိဗိတ်တွေနဲ့တွေ့တက်ကြည့်ရင်တော့ဒါအိမတန်မှမနာလိုစရာကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်နေတာပေါ့နော်အဲအဲ့ဒါတွေ့ရတယ်ဒီနေ့အဲဒါတွေကဘာကြောင့်ဒီလိုဖြစ်လာလဲဆိုတော့ပြောမယ်ဆိုရင်တော့အဲလက်ရှိနေထားမှာအန်ယူဂျီဆိုတဲ့လေလိုင်းပေါ်ကောင်တွေကမြေပြင်မှာရှိတဲ့ BDF တွေကိုမထိန်းနိုင်ဘူးဘာကြောင့်မထိန်းနိုင်လဲဆိုတော့ နဂိုတွေကလေအန်ယူဂျီဆိုတာလေတိုင်းပေါ်မှာပဲရှိခဲ့တာဒီအော့ခ PDF ဆိုတာလေဒီအန်ယူဂျီဆိုတဲ့ကောင်ကိုခေါင်းစင်လေးပြပြီးတော့လုံးစင်တာလှုပ်ရှားလို့ရအောင်အတွက်ဒါသူတို့ကအစိုးရပါဘာညာကွာဆိုဖော်ရှော့ကလို့ရိုက်ပြီးရှောက်ပြောနေအာတကယ်တော့ဟိုစနစ်တကျ